ယောက်ျားယောက်ျားလင်းတပတ်တက်တယ်ရောင်လည်ရင်တော့မမကွယ်စဉ်းစားရအောင်မယ်ဟုတ်တယ်ဒါတချင်းနဲ့မှာပဲတချင်းနဲ့မှာပဲစဉ်းစားရတာအပြင်မှာတန့်လက်ခဏစဉ်းစားချိန်ကိုမရလိုက်ဘူးကြီးစားဦးကကြီးစားဦးကစပြီးတော့အခုချိန်ထိပဲအဲ့တိုင်းကြီးပဲအကုန်လုံးပဲယောက်ျားမမကောင်း လွယ်တော့မလွယ်မလွယ်ကူပါဘူးအကုန်လုံးတော့ချစ်ခဲ့တာကြီးပဲအကုန်လုံးအတီချစ်ခဲ့တယ်အမှန်ချစ်ခဲ့တယ်ရင်ထဲရောက်ပြီးချစ်ခဲ့တယ်ဒါပေမဲ့ပူးစာမပါလို့ပေါ့နော်ဒါကွဲသွားတာပေါ့ဟုတ်အဲ့လိုမျိုးလေးပဲလက်ခံထားပါတယ်စိုးလဲချစ်တယ်ချစ်လို့သူမို့လို့ချစ်တာချစ်ချင်လို့ချစ်တာဟုတ်ကဲ့ဒါပဲလို့ဆက်ပါပြောပါချစ်ကန်ကန်နဲ့ပြောစကားနားမထားဘူးဒါတေးရဥဆုလင်းပေါ့နော်အာဥဆုလင်းရဲ့ယောက်ျားယောက်ျားတခြင်းလေးကိုပြန်ပြီးတော့ရိုက်ကူးနေရပါရှင့်ဟုတ်ဟုတ်ကဲ့ဟုတ်ညီမလေးရဲ့ကိုကြီးကိုပိုင်တေးရပေါ့နော်ဟုတ် ပထမဆုံးကတော့တခြင်းတွေအများကြီးပေါ့နော်အဲ့လိုမျိုးစုံမဲ့တခြင်းလေးကတက်တက်ရှိရဲ့အာဒါကိုယူပြကြည့်ရဲ့ပြကြည့်တော့သူကလည်းညီမလေးရဲ့အတန်တိတ်မလိုက်ဘူးပေါ့နော်မလိုက်ဆိုမှညီမနဲ့ပြန်ပြီးတခြင်းတွေပြန်ပြီးရွေးရဲ့ရွေးရဲ့ထဲမှာမှညီမလေးတို့ဒါကိုယူအတန်နဲ့ညီမလေးအတန်နဲ့လိုက်မဲ့တခြင်းလေးပေါ့နော်ဒီတခြင်းလေးကဒါညီမလေးတို့နှစ်ယောက်စလုံးအတန်နဲ့လိုက်လို့ဒါရွေးချယ်ပြစ်တာပါဟုတ်ဟုတ်ဆိုတဲ့အခါမှာအမတ်တရတွေကတော့အများကြီးပဲမစိုးခင်တည်းကမောင်နှမနှစ်ယောက်အမေပေါ့မီတင်နေထိုင်ရတယ်ပြီးဒီခါချိန်ပြီးတော့ပေါ့နော်ကိုကြီးဘယ်လိုလေးရိုက်ကြမလဲဘယ်လိုလေးတွင်းကြမလဲဘယ်လိုလေးပြန်ပြီးတော့လုံးကြမလဲပြီးတော့ဒီဟာက အဟောင်းဖြစ်တဲ့အတွက်ပေါ့နော်။ငါလေးတို့ကကဘာပြန်ဆိုတာဖြစ်တဲ့အတွက်တာဝန်ကြီးရယ်။ဒီတချင်းကိုအရသာပြတ်သွားမှကြောက်တယ်ပြီးတော့တကြံလည်းဖြစ်တဲ့အတွက်ပေါ့နော်။ဒါသူများသူများတွေကလည်းအကောင်းဆုံးလုပ်နေတာ။ကိုကညံ့လို့မဖြစ်ဘူးလေ။ကိုလည်းအကောင်းဆုံးဖြစ်ချင်တယ်။အဲ့တော့နှစ်ယောက်သားတန်းတိုင်းမင်းမင်းနဲ့တာအကောင်းဆုံးဖန်တီးနေပါရဲ့ရှင့်ဟုတ်။ဟုတ်။အဲယောက်ျားတွေတကယ်လည်းလစ်တက်ပါတယ်။တကယ်လည်းဖတ်တက်တယ်။ပြီးလို့ရှိရင်တော့ဒါချစ်တက်ချစ်တက်တယ်ပေါ့နော်။သူတို့ကပြန်ဖြေရတကယ်တော့မဟုတ်ဘူး။တကယ်ကိုလစ်တက်တာဟာ။ဒါအပြင်ကအတိုင်းပေါ့နော်။ဟာဖြစ်လို့ဒါပြန်ဆိုဖြစ်တာလည်းပါတယ်ပေါ့နော်။ဟုတ်။ အဲကိုကိုလစ်ပြီးပက်ပြီးတော့ထားခဲ့တာမဟုတ်ဘူးလစ်ပြီးဖက်ပြီးပြန်ရောက်လာတာပြန်ရောက်လာတာဒီတန်းမှလည်းပြန်ရောက်လာတာသူလစ်ပြီးပက်ပြီးသူပြန်ရောက်လာတာအဲ့တော့အပြင်မှလည်းအတိုင်းပဲလို့ပါပဲတကယ်ချစ်တော့လည်းဘလောက်လစ်လစ်ဘလောက်ပက်ပက်ပြန်ရောက်လာလည်းပြန်လက်ခံရတာပေါ့နော်ဟုတ်စိတ်မနာနိုင်ပါဘူးချစ်တာကိုဒါပေါ့အတင်းနှလုံးမှာမာတယ်လေသူ့အတွက်အကျဉ်းချင်းခံစားရတယ်အကျဉ်းချင်းအကျဉ်းချင်းခွန့်လွတ်တယ်အကျဉ်းချင်းခံစားရတယ်အမခံစားရတဲ့အရသာလေးကိုကြိုက်တာ ကျမအသေးကွက်မှုလေးနဲ့ဒါပေမဲ့မြူးတာဆိုပြီးအသေးကွက်မှုနဲ့ပေါ့နော်ဟုတ်အဲဘယ်လိုပြောမလဲချစ်တော်လဲစိတ်မနာနိုင်ဘူးနားကျင်တယ်နားကျင်တယ်သူ့ကိုဘယ်လိုပြောမလဲလုံးဝလစ်လူရှုလိုက်တော့မယ်လက်လွတ်လိုက်မယ်ဆိုတဲ့အကျင့်ကြီးအများကြီးရှိရဲဒါပေမဲ့ကို့မှာသူ့ပဲရှိရဲလေတခြားယောက်ျားတွေကိုရင်းနဲ့ထည့်လို့မှမရတော့တာအဲ့တော့လေသူဘလောက်နားကျင်အောင်လှုပ်လှုပ်ဒီရတာလေးနဲ့ပဲသူ့ကိုဆက်ပြီးတော့ချစ်ရတာပေါ့နော်စိုးလဲချစ်တယ်ချစ်လို့သူ့မို့လို့ချစ်တာချစ်ချင်လို့ချစ်တာဟုတ်ကဲ့ဘယ်လိုမှမဆက်ဘူးချစ်ကန်ကန်နဲ့ပြောစကားနားမထားဘူး ဒါပေါ့ဒါပေါ့ဒါပေါ့လောလောဆယ်တော့ခဏပလစ်ထားတဲ့သူ့ကိုပြောစကားနားမထောင်လို့ပေါ့နော်။ तू ကဟုတ်ကဲ့လို့တော့ပြောတယ်ပြီးရင်ကိုပြောတဲ့စကားအရှိရောက်လို့ရှင်음နောက်ွက်ကြံအဲအဲ့လိုပုံစံမျိုးတော့မပါတယ်ဒါယောက်ျားလေးတော်တော်များများပါဟုတ်အခု အခုလက်ရှိကတော့မရှိသေးဘူးပေါ့နော်လက်ရှိကသူနဲ့လည်းနည်းနည်းအဆက်အသွယ်ပြတ်နေရဆိုတော့ तू နဲ့ကိုနဲ့နည်းနည်းအဲချိန်မမိဘူးပေါ့နော်နည်းနည်းတဲကွက်မှုလေးပေါ့ဒီဒီကြံလေးက ပါတယ်ပါတယ်ဒါရိုက်တာလည်းအဲ့မှုလေးတိုင်းကိုရိုက်ပေးထား။သူကလည်းအဲ့လိုမျိုးဘယ်လိုပြောမှမလဲအတူတူလာတယ်စိတ်ဆိုးတယ်ဒါပေမဲ့မချော်ဘူးမချော်တဲ့အပြင်မှာတခြားတငယ်ချင်းတို့မြင်လို့ရှိရင် तू ကအဲ့လိုလစ်သွားရောကိုကကြမ်းခဲ့ရောအကိုစကားဆိုရင်နားထောင်လာဆိုကြည်လိုက်မရှိတော့ဘူး။အဲ့လိုပုံစံမျိုးလေးပေါ့နော်ဟုတ်အဲပထမဦးဆုံးမဟုတ်တော့ဘူးလေသူနဲ့ကကျတော့ chemistry တော်တော်မိတယ်ကိုကြီးနဲ့အလုပ်လုပ်ရတာလည်းအရင်အဆင်ပြေတယ်သူကလည်းတော်တော်ကိုစူးစမ်းရတယ်ပေါ့နော်ဟုတ် အဲညီမလေးကတော့ညီမလေးပုံစံတိုင်းလေးညီမလေးပြန်ဆိုတာပေါ့နော်ဒါပေမဲ့မူရင်းနဲ့တော့ရိုင်းကွဲလို့တော့မရဘူးဒါအတက်နိုင်ဆုံးတော့ဒါတူအတက်နိုင်ဆုံးတူအောင်တော့လောက်ထားတယ်ဒါပေမဲ့ကိုပုံစံနဲ့ကိုဟုတ်ဟုတ်တယ်ဒါတချင်းနဲ့မှာပဲတချင်းနဲ့မှာပဲစဉ်းစားရတာအပြင်မှာတန့်လက်ခံတာစဉ်းစားချိန်ကိုမရလိုက်ဘူးကြီးစားဦးကကြီးစားဦးကစပြီးတော့အခုချိန်ထိပဲအဲ့တိုင်းကြီးပဲအကုန်လုံးပဲရောက်ကြမှာမကောင်း အလွယ်တော့မလွယ်မလွယ်ကူပါဘူးအကုန်လုံးတော့ချစ်ခဲ့တာကြီးပဲအကုန်လုံးအတီချစ်ခဲ့တယ်အမှန်ချစ်ခဲ့တယ်ရင်ထဲရရောက်ပြီးချစ်ခဲ့တယ်ဒါပေမဲ့ပူးစာမပါလို့ပေါ့နော်ဒါကွဲသွားတာပေါ့ဟုတ်အဲ့လိုမျိုးလေးပဲလက်ခံထားပါတယ်အဲမဆုံးလို့နိုင်လို့တော့မဟုတ်ဘူးသူ့ကိုတော့အခုချိန်မှာတော့တန်ရောစင်အရှိဆုံးပေါ့နော်အဲသူပြန်အခုပြက်နေတယ်ဒါပေမဲ့ပြန်လာခင်လည်းပြန်လက်ခံမယ်ချစ်လဲချစ်တယ်ချစ်လဲချစ်တယ်သူမရှိဘဲနဲ့လည်းမနေနိုင်ဘူးဒါပေမဲ့အခုလောလောဆယ်တော့နေနိုင်အောင်နေနေတယ်